ဘဘဘူးလေးတက်အောင်ပြောပြဟဲ့ကောင်နဲ့ချီဦးညိုကျွန်တော်ဘယ်လိုပြောလို့ရှိလဲဆိုတော့ဟိုတခါအမျိုးသားဆိုင်ဦးနဲ့တွေ့တော့ဟဲ့ကောင်မင်းတော်လာအောင်กว่าအကိုကြီးဦးမင်းတော်ထိုင်မောင်မောင်ကြီးလာအောင်กว่าသူ့တပည့်တွေကိုပြဆူတော်ကြီးတွေဟဲ့ထားမိတင်ရဲ့နည်းလက်ဒီမှာထိုင်အောင်လေဟာခင်မောင်လာပြူလာခဲ့မှာထိုင်ကြဟဲ့ကောင်ချီဦးညိုမြဲမှာခဏနေဟုတ်ကဲ့ဘောကဘာပြောလို့အောင်မင်းမင်းတော်နဲ့မောင်မောင်ကြီးတဲ့မင်းတို့ကအဆူတော်တွေกว่าဒီကောင်ကအတော်ဆူကျွန်တော်ကိုချီဦးညို ီကောင်ကအဆိုးတော့မဟုတ်ဘူးတဲ့အတော်ဆိုးတယ်ကျွန်တော်ဆိုးနာပါတယ်အများသားသိရတယ်နော်အဲ့လိုကျွန်တော်ချစ်တဲ့ဘဘဘူလေးတရားမင်းမမှီဘူးကွာငါပြောပြအောင်အနုပညာမှာရိုးသားမှုအမှန်အရေးကြီးတယ်နော်ဟုတ်ကဲ့ဘဘကိုကိုတိုင်းမခံစားပဲနဲ့ဘာလို့မလုပ်ပါနဲ့ကွာကျွန်တော်ညီမလေးဆီမမတ်ကျူရိုးသားတယ် तू ဘယ်လို့မှမခုံတော့မလာတော့မရွေးဘူး तू သူခုဓာတ်ရဓာတ်ပူလာဒီနှစ်ခု तू ဟာမိုနီဖြစ်နေတယ်အခုချိန်မှာ ဲ့ဒီပုံမှာပေါင်းပြီးတော့ तू तू ရိုးသားစွာရေးတာကျွန်တော်တငယ်ချင်းကိုနေဝဲမြင့်ရိုးသားမှုနဲ့ရေးတာ तू မကျွမ်းကျင်တာ तू မရေးဘူး तू မခံစားရတာ तू မရေးဘူးရှင်းလာပါလိမ့်မယ်ကျွန်တော်ဆက်ပြောမယ်ရိုးသားမှုသူရေးကြီးတယ်กว่าဟုတ်ကဲ့ဘဘဆက်ပြောပါတယ်ဥပမာငါတခုပြောမယ်1952 53လောက်တုန်းကထိုချင်းကနိုင်ငံတော်အစိုးရကပြည်တော်သားစီမံကိန်းဆိုတာလုပ်တယ်กว่าဟုတ်ကဲ့အဲ့ဒီပြည်တော်သားစီမံကိန်းအောင်မြင်ရတဲ့ဆိုပြီးတော့တချင်းရေးဆရာတချင်းရေးခိုင်းတယ်กว่า ရေးခဲ့တဲ့တခြင်းတွေမှာငါတခြင်းကိုရွေးလိုက်တယ်ကွာဟာကောင်းလိုက်တာပပရဲ့ငါတခြင်းရွှေစစိတ်ရတယ်ကွာဟာကောင်းလိုက်တာငါတခြင်းဓာတ်ပြားသွင်းနေတပီလုံးမှာတခါတည်းသိမ်းသန်းပြတ်ပြီးတော့ထွက်သွားတယ်ငါလက်တအားနာမည်ကြီးသွားတယ်ကောင်းလိုက်တာပပရဲ့အဲ့ဒီတခြင်းကျွန်တော်နားမထောင်ဘူးလို့ပါရားစီမပေါ့ကွာမောင်ကိုသူညီဂီတလုပ်လေစမ်းနေလို့စမ်းကွာဟောတင်း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 လှုပ်လိုက်ပြီးတော့အတော်မင်းနေဆိုအခုလေးဘယ်ရတော့ဒီလိုကွာပါဇက်ကချပြီးအသွေးအင်္ဂရီအသားအုံကြီး ပြီးတော့သာမဟုတ်ဦးစီဆိုခြစ်တဲ့ခါလန်းမြန်ညာပါဆိုလေးဘာညာဆိုလိုက်ဟောတိုက်နေတဲ့နဲ့တဲ့နဲ့လို့ပြီးတော့တခါထပ်ပြီးတော့အသွေးအင်္ဂလီအသားအုံမြေပြီးတော့သာမဟုတ်ဦးစီဆိုခြစ်တဲ့ခါလန်းမြန်ညာပါဆိုလေးတဲ့နဲ့တဲ့နဲ့ဘဘရှစ်ဆက်လေးနေသားမောင်ကွာအသွေးအင်္ဂလီအသားဟာဟောလဲထွက်ငါမေ့သွားပြီကွာဟဲရွှေတစိရဆိုကျွန်တော်ကတပီလုံးသိမ့်နဲ့တန်းနဲ့ပြန့်ထွက်သွားတယ်ဆိုမောင်ကိုမင်းမှတ်မိသေးလားကွာသူညီဂီတလူလေးကသူ့နဲ့ကျွန်တော်လည်းမေ့သွားပြီကိုလေး ဒုက္ခပါပဲကွာမြမအတံဘိဓကတိုက်လှမ်းမိကြည်သာထိမ့်သိမ့်ထားမှာပေါ့ပြီးတော့သာတချင်းကြီးပဲအမြတ်တနုထိမ့်သိမ့်ထားတယ်တစ်ချက်မှမရှိတော့အဲ့ဒါနဲ့ချီဦးညိုတဲ့ရလိုက်တဲ့တိလိုက်တဲ့ခင်အဲ့မိလိုက်တဲ့သူတွေရအောင်မှာဆိုငါဖုန်းတွေဆက်ပြီးလက်လှမ်းနေတော့အကုန်ပြီးတယ်တယောက်မှမရတော့ဘူးကွာဟာဟုတ်လားဘောကဘယ်လိုဖြစ်တာလဲအေးဘယ်လိုဖြစ်တယ်ဆိုတာငါရှင်းပြမယ်မင်းဆက်နားထောင်အဲ့ဒီကာလတုန်းက မန္တလေးကတချင်းဆိုင်တောက်ကတချင်းဆိုင်ကလေးအိတ်ထဲထည့်ပြီးယူလာတယ်နှုတ်စီလည်းပါတယ်ငါတို့စီမှာညှိပြတယ်ငါတို့ကကြည့်ပါဟာဆရာတချင်းကြီးကပြည်တော်သားစီမံကိန်းကိုရေးခိုင်းပါတယ်ဆိုမှဆရာဘာဒီလျှောက်ရေးလာတာတို့ဖြစ်မယ်မထင်ပါဘူးဆရာရဲ့ဘယ်နဲ့ကဘာညာပြောတော့ तू ကတချင်းဆိုင်ကလေးပြန်ထည့်ပြီးကုတ်ချောင်းချောင်းနဲ့ပြန်သွားရှာတယ်အဲ့ဆရာကြီးကဘာလို့လဲမင်းတို့သိပါတယ်ကွာတဲ့ပြောလိုက်ရင်တဲ့1955ခုနှစ်မှာကွယ်လွန်သွားရှာတယ်ကွာတဲ့ သူ့တဲ့အရင်က49 48ပဲရှိသေးတယ်။အုတ်ကားနောက်မှာခေါင်းရောဟာဆရာမျိုးမကြီးအဲ့တော့ဆရာမျိုးမကြီးရေးလာခဲ့တာဘာချင်းလဲရင်အေးငါတို့ကအဲ့လိုပြောလိုက်လို့သူရေးလာပြီးတော့အိတ်ထဲပြန်ထည့်သွားတယ်အဲ့ဒီသချင်းလေးဟာအခုချိန်မှာတပြီလုံးပြန်တန်းပြီးတော့အခုထီအောင်ဂန္ဓဝင်ဖြစ်နေတယ်ကွာ။သူ့တည်သွားတာကြားလာပြီ။ငါဘူလေးတင့်အောင်86နှစ်တက်ရှိထင်ရှားငါသချင်းတည်တာကြားကြားလာပြီ။ဟောဆိုငါမယိုးသားလို့ကွာ။ ်ငါကွာတဲ့ပြောပြရစီတော့အဲ့ဒါအဲ့လိုပြန်ပြောတာကွာဘဘဘူလေးတိအောင်ဘလောက်ယူသားလဲဆိုတော့ပြန်ပေါ်တယ်နော်အဲ့ဒါဆောင်းမလဲပြန်ရေးပါတယ်သူ့အပြစ်သူ confession အကုန်ပြန်လုပ်တာငါမျိုးသားခဲ့ဘူးကွာငါကရွှေရစိလိုချင်တယ်ငါပထမလိုချင်တယ်နာမည်ကြီးရင်တည်းအတွက်အဲ့ဒီပြူတော်သားစီမံကိန်းထဲမှာဘာတွေထည့်ရမလဲဆိုတော့စအုပ်တွေဖတ်ပြီးတော့အဲ့ဒီကစကလုံးတွေငါအတုံးလိုက်တိလိုက်အကုန်ပြုတ်ထည့်တာကွာရပြီပေါ့ကွာတဲ့ငါဒါမဲ့မောင်တဲ့ ငါတို့အဲ့လိုပြောလိုက်လို့စာရွက်ကလေးသိမ့်ပြီးတော့1955မှာဆုံးပြီးတော့အဲ့ဒီသွားတဲ့ပုဂ္ဂိုလ်ရဲ့တချင်းကအခုတည်းအောင်အသက်ရှင်နေတယ်လူသေးသွားပြီမဲ့ဘောကဘယ်သူလုံးပါချင်းလုံးမြို့မကြီးလေကွာမြို့မကြီးဘယ်သချင်းလုံးပါပါနားထောင်ကြည့်ကြရအောင်မြို့မကြီးဘလောက်ချစ်စရာကောင်းလဲဘလောက်ညံကြည့်သလဲအလုပညာဖန်တီးသူတယောက်နေလဲဘလောက်တာဝန်ကြည့်သလဲ future prospect ဘလောက်ထိရှိသလဲဆိုတာမြို့မကြီးတချင်းလေးကကျွန်တော်တို့ခန်းစားကြည့်ကြရအောင်ဘာချင်းပါလဲရှူမဆုံးတော့ဒီစိမ့်လက်လက်နှစ်စင်း လေဝင်းတွေကတမျောတခေါ်ဆူပြေလွင်ရိတ်သိမ့်ရင်ဆူပြန်လင်ဝိမဲ့ရွှေစင်ဤလိုပင်စဘာအနှံတွေနဲ့အသီးတွေတမ်းများအောင်မြင်ပထမတပိုက်ပဲရှိသေးတယ်အတုံးလိုက်တက်လိုက်တခုမှမပါဘူးအင်မတန်လှလှပေါ်ပါဖွဲသွားတယ်ရှုမဆုံးတော့တဲ့စိမ့်လဲလဲလေခွန်းနေညှို့ပြီးတော့အမလီပန်နိုရာမာချစ်စရာကောင်းတယ်ကျွန်တော်တိုင်းပြီတမျောတခေါ်ရိတ်သိမ့်ရင်ဝိမဲ့ဟာရွှေရောင်အစိမ့်ရောင်စဘာအနှံတွေနဲ့အသီးဒါကဘာပြောလဲ ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူမျိုးလူ့ဖွဲ့စည်းတစ်ခုရဲ့အရေးကြီးသောပဌာနာအင်အားကြီးတစ်ခုကိုပြောလိုက်တယ်။ဘာလဲ?လေရမာ။တနည်းအားဖြင့်ကျွန်တော်တို့စိုက်ပျိုးရေး agriculture cultivation ဒါကိုပြောတယ်။လေရမာအကြောင်းပြောတယ်။အတုံးနဲ့တိလိုက်မပါဘူး။ဒီနေ့ခေတ်စားနေတဲ့သကလုံးနဲ့ globalization သကလုံးနဲ့ပြောမယ်ဆိုရင်ဒါဟာ first wave ပထမလှိုင်းကိုမြို့မှန်ကြီးပြောသွားတယ်။လူ့ဖွဲ့စည်းရဲ့ပထမလှိုင်း။ဆက်ပြောတယ်။မနေ့ခင်းစိတ်ရွှင်လမ်းကြစီဆွဲငင်း အုပ်ဩဇံတွေ့နာပြောကြည်လင်လုံငန်းကိုကိုစီဝဲဆက်ယုံကြည်ငယ်ရရတွင် ကြီးရတခွင်းကအယောင်ဝယ်ဆုံးဆန်းသားစီပင်ဒုတိယပိုက်ကြဘာဆက်ပြောလဲစက်မှုလက်မှု industrialization trade ကိုပြောသွားတယ်တနည်းအား second wave လူအဖွဲ့စီတဆင့်တက်ပြီမြို့မကြီးပြတော့ဗာဆက်ပြောလေလူချွန်လူကောင်းများတို့ပေါင်းစုအားရင်ချွန်နဲ့ဆိုရရှက်ဖြစ်တာ bright ဖြစ်တာ intelligent ဖြစ်တာ intellectual ဖြစ်တာချွန်နဲ့သူမှသာလင်ထိုးပေါက်နိုင်တာပေါ့ အတုံးကြီးနဲ့ဖောက်ဘယ်တော့မှမပေါက်ရှင်းရှင်းလေးအဲ့တော့အဲ့ဒီပညာနဲ့ဆိုင်တဲ့သူကိုဆရာမြို့မကြီးကလူချွန်းလို့နာမည်ပေးလိုက်တယ်ဒီဘက်ကျတော့လူကောင်းဘာလဲအကျင့်သီလကောင်းတာကိုကျင့်တရားကောင်းတာခံယူချက်ကောင်းတာသူများကိုကူညီခြင်းတာအနစ်နာခံတတ်တဲ့စိတ်အကောင်းမြင်တဲ့စိတ်ဖွင့်ထားသောစိတ်နော်ခုနကကိုယ့်အတွက်အခွင့်အရေးမယူတဲ့စိတ်အဲ့ဒါလူကောင်း အဲ့ဒီခြုံရင်းနဲ့ကောင်းရင်းဒါကိုပါဠိလိုပြောမှဆိုရင်ခြုံရင်းဆိုတာဝိဇာကောင်းရင်းဆိုတာဆရဏဝိဇာဆရဏသမန်တော်မြတ်စွာဘုရားကုံတော်တက်ရက်ကုံတော်ပါတယ်ပဲမြို့မကြီးကထီရက်နေယူပြီးတော့လူခြုံလူကောင်းတွဲလိုက်တာလူခြုံလူကောင်းများတို့ပေါ့စုအားတွင်လူခြုံလူကောင်းတယောက်တည်းမလူချင်းပါဘူးတဲ့ပေါ့စုအားမြို့မမိတ်ဆွေတွေကိုကြည်ညိုစွာမြင်လိုက်ခြင်းမြင်လိုက်ခြင်းဆိုရက်ကမမြင်ရသေးဘူးဆိုတာသိတာလေဒီမှာကြည်ညိုစွာမြင်လိုက်ခြင်းဗမာသားကောင်းများကိုအဆူအတိအမှုနဲ့ပင် ယုတ်သိခင်မအတဲ့အလေးပြုလျက်ပဲရှင်နောက်တစ်ပိုက်ဆက်လာတယ်တိုင်းပြည်ရဲ့အရေးကြီးတဲ့ကဏ္ဍတွေမြို့မကြီးလှမ်းလှပ်ပွားပြောပြနေတယ်နော်ကစားခုံလွှားစွာအားပဲတွင်ဟာဒီနေ့လိုဘောလုံးမွေးတွေခေစားနိုင်မြတ်မြို့မကြီးသိရင်လောင်းကြီးတောင်ထည့်ရေးမလားမသိနော်ကစားခုံလွှစွာအဘက်တွင်စံရင်ရင်မောင်းတန်းလိုက်လို့ရှင်ခင်မိမိကဘာကြည့်ကြည့်မြင် တံမြန်ယောက်ျားပါသားပင်ကြည်သာဒီကလုံးဟာစကလုံးဟာပေါ်သေးသေးမဟုတ်ပါဘူး1992ခုနှစ်ကျမှကျွန်တော်တို့စာအုပ်ထဲဖတာကျွန်တော်တက်ကြီးလွယ်ကောင်းလွယ်ပါလိမ့်မယ်ဘူထရုစ်ဘူထရုစ်ဂါလီကငတိကြီးကနော်အဲ့အတွင်းမှုကြီးက G L O B E globe G L O B A L G L O B A L I Z A T A N globalization ဆိုပြီးတော့လုံခြုံရေးကောင်စီမှပြောချိုက်တာအဲ့ဒီအစတွင်ကျဲသွားတယ်မြို့မှန်ရင်1955ခုနှစ်တည်းကပြောတယ်မြန်မာလူပြောတယ်ကဘာကြည့်ကြည့်မြင်စလိုက်တာ ဒါမျိုးမှညီရဲ့ globalization ပဲကျွန်တော်ရောင်းနေတယ်မလဲအဲ့နာမည်နဲ့စာအုပ်ပါလာတယ်เนาะကြည်ကြည်ပါဒါကြော်ညာပြောင်းဝင်တာပါเนาะယူသားတာကောင်းပါတယ်เนาะအဲ့တော့ဟောဘုံလေးတောင်ပြောလို့ကျွန်တော်ဆက်ပြီး device ဆိုးပြီးတော့ကျွန်တော်ခန်းစားကြည့်တယ်ဟုတ်ပြီခင်မိမိကဘာကြီးကြည်မြင် ပြန်မြန်တယောက်ဆိုပါဝင်တယောက်ဆိုဒါပဲမပြီးသေးဘူးယာဆက်ပြီးတော့မြို့မှကြီးသူ့အမိတိုင်းပြည်ရဲ့ရှေးရီးကိုကြုံမြင်လိုက်တာလျှက်စင်အားအတုံးများတဲ့ပြင်ဟာကွတီဟမ်ပြီးတော့တော့မြို့မှကြီးဟာတကယ်ကိုဉာဏ်ပညာကြီးပြီးတော့ခင့်မိတဲ့သူပါအဲ့ဒီလျှက်စင်အားကို မင်းတို့ TV ကြည့်တာစလောင်းကြည့်တာဂိမ်းဆော်တာကိုရီးယားကားကြည့်တာအဲ့ဒါတွေနဲ့ပဲသုံးနေကြနေဘာလို့မလဲလျှက်စင်အားသုံးများတဲ့ပြင်တွင်တွင်ကျဲကျဲထဲအောင်မြေတခွင်တစ်ပင်တွေမြေရင်းတက်တွေပေါ်ယူနိုင်စွမ်းတက်ကြွန့်ခြင်း electricity electronic ဆိုတဲ့ဤပညာပညာဒါဟာကုန်ထုတ်လုပ်ငန်းမှာအဓိကထားသုံးရမှာဒီ luxurious type ဒီမှာရင်သုံးဖို့မဟုတ်ဘူးဆိုမြို့မှန်ကြီးထပ်ပြီးတော့ပြောခဲ့တယ်ခင်နော်တစ်ပင်တွေမြေရင်းတက်တွေပေါ်ယူနိုင်စွမ်းတက်ကြွန့်ခြင်းပြီးတော့ဗာဆက်လာလဲ ကဘာမီပထူဝင်ကဘာသမိုင်းရာဇဝင်သုံးသက်လီလာလျင်ဟာသမိုင်းပါတယ်ဗျာပထူကြီးပါတယ်ဗျာသမိုင်းသိရမယ်ဘာကြောင့်လဲတခါကဒေါက်တာတန်းတွန်းကိုဇာကြီးဆရာကြီးတောက်ကမေးဘူးတယ်ဆရာကြီးသမိုင်းဘာကြောင့်သိလဲခင်ဗျဆရာကြီးကပြန်ဖြေလိုက်တယ်လေးလုံးမဲ့မအအောင်လို့ဒါပဲသမိုင်းမသိရင်အမယ်သမိုင်းကိုအလွယ်လွယ်ရှော်ရှော်သိရင်ယူမယ် historical knowledge နော် ကဘာမီပထူဝဲနော်နောက်ဆိုရင်ဟိုနောက်နေ့ဆိုရင်ကျွန်တော်အကြံပေးမယ်အမျိုးသားတွေကစာရေးဆရာဆိုင်းဆိုင်းခန်းလိုက်အမျိုးသမီးတွေကစာရေးဆရာမှာစိုးမြတ်သူစားသူတို့လည်းဝတ္ထုတွေရေးထားတာလေသူတို့လာရင်သူတို့ကစာပေတွေကိုအပီအပီဟောလိမ့်မယ်ကျွန်တော်တို့လာလို့အခုတချင်းနေဆိုပြရတယ် ဒါကတော့ကျွန်တော်တောင်းမယူကဘာမြေပထူဝင်ကဘာသမိုင်းရာဆိုရင်သုံးသက်လိလိုက်လေအကြံညာဝေးပါမျော်လွတ်မြင်ငါတို့ပြည်တော်စုတွင် နောက်တစ်ပိုက်မြို့မကြီးဆက်ပြောပြီးအားကစားပါတယ်ဗျာလက်စစ်ကိစ္စပါတယ်ဗျာဆက်မှုလက်မှုလက်ရာတွေပါပြီးတဲ့နောက်မှာမြို့မကြီးပါဆက်ပြောလေဆရာတော်ပညာတွေကိုသင်ကြည်စားတိုင်းပြည်မှာကျမ်းမာရေးကန္တဆက်ပြောပြန်ပြီခေရောရှင်မီသမားတော်များပင် MBBS FRC ဒူလင်မဟုတ်ပါဘူးနော်သူ့ရုံတုတ်ကွေးနဲ့ဟိုအားနဲ့မှားပြီးတော့ဆေးရုံကြီးအဲ့လိုလိုအဒါမျိုးလည်းမဟုတ်ပါဘူးနော်မြို့မကြီးပြောတာဆရာတော်ပညာရီကိုသင်ခေရရှိမိသမားတော်များပင်ဘာလို့ ਆ မလဲလူတို့ကိုကိုနဲ့ထတ်တူချစ်ခင်ဝဲသားညွန်ကြညွန်ကြတန်ထွားကြမှာခန့်ခိုင်အာင်ပညာလည်းပြရမယ်ကုလည်းကုရမယ်ဆေးဘူးသူတာလည်းပါမယ်ကာဝယ်လည်းကာဝယ်ရတန်ထွားကြမှာခန့်ခိုင်အာင်ပြီးတော့ဘာလာလဲ လာပြီဒီနေ့ကျွန်တော်တို့တကဘာလုံးပြောနေတဲ့ knowledge society age of wisdom မြို့မှရင်သူချင်းတွေမှာထည့်ပြောကြတယ်ကလေးတွေကလေးလေးတွေပညာရရှိဖို့တော့ဖတ်မိပုံသွင်းအာစရိတွေပဲလှလိုက်တာဗျာပြီးတော့ကလေးလေးလို့ပြောထားတယ်ပို့ပြီးချစ်စရာကောင်းပါတယ်အဲ့ဒီကလေးလေးတွေပညာရရှိဖို့တော့ဖတ်မိပုံသွင်းအာစရိတွေပဲရန်ကုန်မှာတချို့ကဖြတ်ဆိုတယ်အာစရိကျူးရှင်းနော်ဒါလည်းမဆိုးပါဘူးလိုအပ်ပါတယ်နော် လူကျွန်လူအောင်လေးတွေဖြစ်အောင် မြေတောင်မြောက်ခမ်းမြစ်တယ်ကျွန်တော်ညီမလေးမကြည့်ပြောသွားတယ်နော်အနာဂတ်ကိုမျိုးဆက်တဲ့တိုင်းမှာတာဝန်ရှိတယ်ပုံမလှပသောအနာဂတ်ကိုဖန်တီးနိုင်မှုတွေမြို့မကြီးအဲ့ဒါပြောသွားတယ်မြို့မကြီးနဲ့ဂျူးနဲ့သူတို့နော်မိဖိုးလောက်တော်မဲ့သဘောရှိတယ်ဒါပေမဲ့ generation ကာလမျိုးဆက်ဘလောက်ပဲကွာဟကွာဟဒီသဘောတရားမှန်းနေတော့ပို့ပို့ပြီးတော့မှန်လာလိမ့်မြို့မကြီးဆက်ပြောတယ်ဟုတ်တယ်လေ ကဗရေချောင်းသင်မောမောင်းနေဟာကြည့်ပါအောင်များမြို့မှာညီရှိတို့ကသင်မောသားခင်မစားသေးဘူးဒါမှသူကြိုးပြောသွားတယ်ကဗရေချောင်းသင်မောမောင်းနေရေပြေဝေဟင်းနှက်ဆက်စုံလင်းတို့လူကျွန်လူကောင်းတစုတွင်မာဝင်တယောက်ဆိုတအားဘင်းအဲ့ဒါမှတိုင်းပြုတ်ပြီးတကယ်အမှုပညာကဘာကြောင့်လဲမြို့မှာညီကရွှေစိတ်လူကျွန်လူလည်းမဟုတ်ဘူးသူ့ဘောက်သူစိတ်ထွက်လာတဲ့စေရင်ကလည်းရေးတာကွာရိုးသားလို့ ရိုးသားတဲ့ခါကျတော့နှစ်ပေါင်းများစွာခံပြီးတော့ဒီနေ့ထိတိုင်းပြည်လူမျိုးတွေအလုကျွေးပြတဲ့အမှုပညာဖြစ်နေတယ်။ငါပြည်တော်သားကြီးကသွားပြီ။ကိုလေးပြော။ဘဝရဲ့ကောင်းလိုက်တာကျေးဇူးတင်လိုက်တာအဲ့ဘဝပြောတဲ့ဟာလေးကိုဆောင်းမရေးပါလားရုပ်ရှင်တေးပါလားသူပြန်ရေးပါလေ။နော်သူကိုယ်တိုင်မြို့မှန်ကြီးကိုပြန်တွေ့တယ်အဲမသေးခင်တွေ့တဲ့ခါမှာဆရာကိုကျွန်တော်စော်ကမ်းပြပါတယ်တကယ်တော့ဆရာတချင်းသာလင်ကောင်းပါတယ်လို့သူကိုခံခဲ့ပါတယ်တဲ့ ဲ့တော့ဘဝဘူးလေးတင်အောင်စီကခွင့်တောင်းပြီးတော့အလင်းတင်တဲ့ဟောပြောပွဲတွေမှာကျွန်တော်ဒါလေးထည့်ဟောပြရစီဆိုတော့ဘဝဘူးလေးတွေဟောပေါ့ကွာတဲ့ငါလေးလေးယူသုံးပါတဲ့ငါလည်းအချိုးကြလေးတော့ပြန်ကြတော့ပေါ့ကွာနောက်ထပ်တရကတုဆောင်ပြရစီအလွန်စိတ်ဝင်စားစရာကောင်းပြီးတော့အလွန်ချစ်စရာကောင်းပြီးတော့ရတ္တတွေစုံလို့ပါတခုကျွန်တော်အရင်ပြောပြတာ